အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1449ခုရဗီယောလအဝလ29ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ22ရက်နေ့တနင်္ဂနွေနေ့မှာ9မိနစ်တဲ့အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1139ကိုတင်ပြသွားမှာဖြစ်ပါတယ်။နာကျင်သူများရဲ့အပေါ်ကျင်နာခဲ့တဲ့မြတ်ကူရောဆလလောဟူအလัยဝဆလမ်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဟာဟာကာဒါကာနာယဂျ်ဘူရွန်နဘီယဆလလောဟူအလัยဝဆလမ်အလခဝါတ ir ကျမ်းမှာဖော်ပြထားတဲ့ ကိုရော့ရဲ့ကျင်နာခဲ့တဲ့ပုံရိပ်25ခုကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။အော်ဒီနေ့ဟာဆိုရင်ဒီတင်ပြချက်တွေအားလုံးရဲ့အချုပ်ဏိကုံးကို တင်ပြလိုပါတယ်။ကျွန်တော်တို့ဖတ်ရှုနားဆင်ခဲ့တာတွေဟာရိုးရိုးအထုပ်ပတိစာအုပ်ကစာကြောင်းတွေကြီးပဲတက်တက်မဟုတ်ပါဘူး။လူသားတို့သိရှိခဲ့မှုတည်းများထဲမှာအကြီးမြတ်ဆုံးသောနှလုံးသားပန်ရှင်ရဲ့အကျဉ်းနာပြရုပ်တွေဖြစ်ပါတယ်။ထုံနွေဆလ္လာလ္လာဟီဆလမ်ဟာအကျဉ်းနာတရားကိုဘယ်လိုကျင့်သုံးခဲ့လဲ နာကျင်နေတဲ့စိတ်နှလုံးသားတွေကိုဘယ်လိုကူစားပေးခဲ့လဲမိမယာနိုင်တဲ့နှူးညံ့သိမ်မွေ့မှုတွေနဲ့စိတ်ဒဏ်ရာတွေကိုဘယ်လိုငြိမ်းအေးစေခဲ့လဲဆိုတာတွေကိုဖော်ပြတဲ့အဖြစ်အပျက်25ခုဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေဟာကျော်လွန်သွားပြီဖြစ်ပေမဲ့လည်းသူတို့ဟာမပြောင်းမပြတ်နိုင်တော့တဲ့အမတ်တရားတွေကိုထားရခဲ့ပါတယ်စိတ်နှလုံးတွေကိုကူစားပေးခြင်းဟာတော်တော်များဆလ္လာလ္လာဟ်အလัยဟိဆလမ်ရဲ့ကိုကျင့်တရားတစ်ပါးဖြစ်ပြီးတော့လူများမေ့လျော့နေတဲ့အိဘာဒတ်တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်အိုမင်္ဂလာရှိလာတဲ့ နာတော်တာပန်ဆင်သူအပေါင်းတို့ဒီအဖြစ်အပျက်တွေဟာပြတ်တယုံအတွက်တက်တက်မဟုတ်ပါဘူးဖက်တန်းလွန်မြောက်သွားတဲ့အချိန်တိုင်းကိုဂရုဏာပြတ်တဖို့အခွင့်အရေးတရအဖြစ်အသုံးချကြဖို့လက်တွေ့ကျင့်သုံးကြဖို့အတွက်ဖြစ်ပါတယ်တမန်တမန်တွေ့ဆုံမှုတိုင်းကိုတစုံတဦးရဲ့ဘဝအတွင်းရှိုးဝဲနေတဲ့အချက်တွေကိုစိတ်သက်သာရာရရှိမှုအဖြစ်ပြောင်းလဲကြဖို့ဖြစ်ပါတယ်ဒေါ်နမက်ဆလ္လာလ္လာဟူအလိုင်ဟိဆလမ်ကဲ့သို့ကျွန်ုပ်တို့ဖြစ်ကြရအောင်ဝန်내မှုတွေကိုတွေ့မြင်ရတဲ့အခါ ဒါတွေကိုဖြည့်သိမ့်ကူစားပေးမယ်စိတ်နှလုံးကြည်ကွဲမှုတွေကိုခံစားမိရင်အဲ့ဒီအချက်တွေကိုတုံ့တင်ပေးမယ်ညှိတွားတန်တွေကိုကြားရရင်နီးကပ်စွာနဲ့ချင့်ကပ်ပေးမယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုညီကဘာပေါ်မှာတော်နမြတ်ဆလ္လာလ္လဟ်အလိုင်းမ်ရဲ့စိတ်နှလုံးတော်ရှောက်သွားခဲ့တဲ့အတိုင်းရှောက်သွားစေဖို့လိုအပ်ပါတယ်ကုရမဆလ္လာလ္လဟ်အလိုင်းဆလမ်ဟာအာနေချက်ကိုမြင်တွေ့ရတဲ့အခါတနာကရုဏာနဲ့အားဖြည့်ပေးတော်မူတယ်ပူဆွေးတဲ့အတန်ကိုကြားသိရတဲ့အခါစိတ်သက်သာရရစေတယ်မိမိရဲ့ကျင်နာရွရပေးသူ ကူစားပေးသူဖြစ်ကြောင်းကြွကြပြတ်တာချင်းမရှိဘဲနဲ့ပဝန်ကျင်မှာကောင်းခြင်းတွေဖြန့်ချိပေးခဲ့ပါတယ်။ဒါကြောင့်ဒီစာအုပ်မှာရှိရှိသမျှအခန့်ကဏ္ဍတိုင်းဟာကျွန်တော်တို့မေ့လျော့သွားခဲ့ရင်တောင်မှပဲစိတ်နှလုံးတစ်ခုပျော်ရွှင်ရဖို့အတွက်သို့မဟုတ်ကျေးဇူးတင်ဝမ်းမြောက်မှုကြောင့်မျက်ရည်ကျရခြင်းရဲ့အကြောင်းခံတစ်ခုဖြစ်ဖို့မမေ့သင့်ပါဘူး။ဒါဟာတမန်တော်မြတ်ဆလ္လာလ္လာဟူအလัยဟိဝါဆလမ်ရဲ့အမွေအနှစ်တွေဖြစ်ပါတယ်။ဆလ္လာလ္လာဟူအလัยဟိဝါဆလမ်ကျွန်တော်တို့ရဲ့ချစ်နဗီဆလ္လာလ္လာဟူအလัยဟိဝါဆလမ်ရဲ့အပေါ်မှာ အရှင်မြတ်ဘက်တော်ကနေငြိမ်းချမ်းတာယာမှုအပေါင်းခံချောင်းစီတော်မူပြီးတော့မေတ္တာမိုးတွေလည်းရွာသွန်းဖြူပေးသနာတော်မူပါစေလို့ဒုအားပြုပါတယ်။တော့ဒီစာအုပ်ကိုလည်းအင်ရှာလာစာအုပ်အဖြစ်နဲ့ကျွန်တော်တို့ထုတ်ဝေသွားပါမယ်။အားလုံးလည်းဒုအားမှာတရိယာပေးဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်။အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူ။